ေကနှင်းစုဆိုတော့အဲဆီယမာလေးပေါ့နော်ဆီယမာလေးနေရာကနေတရုပ်ဆောင်ထားပါတယ်ဟာဒီကားလေးကဂျနီစခရစ်ဖတ်ဖတ်ခြင်းတော့ ဟဲဘာမှအဲ့လိုအလောင်းနေမပါဘူးပေါ့နော်ကျွန်တော်တို့အေးအေးချမ်းချမ်းလေးနဲ့ပဲဆိုတော့ character ကလည်းအေးအေးဆေးဆေးလေးသူရဲ့နှင်းစုခက်ခဲမြမြဆွဆမရှိပါဘူးခုနကပြောသလိုပဲပေါ့နော်အော်သူကရေးထားတဲ့ဝတ္ထုကလည်းပေါ့ပေါ့ပါပါလေးပဲ fancy လေးကျွန်တော်တို့ကြည့်ပြီးတော့ကြည်နူးရမယ်ပျော်ရမယ်ပေါ့နော်အဲ့လိုသွားနေရောဒီမှာလည်းခက်ခဲတဲ့အာ drama scene လိုမျိုးတွေလည်းမပါဘူးအဓိကကခက်ခဲတာဆိုရင်ကျွန်တော်အင်ဂျီအဝတ်အစားတွေပဲအဲနည်းနည်းအခက်ခဲလေးရှိမှာအခက်ခဲရတော့မဟုတ်ပါဘူးနည်းနည်းကြိုးပမ်းအားထုတ်ရတာလေးရှိရယ်ပေါ့နော်ဟုတ် အာဒီကရီတာဆာဂျန်နီကအာဒီဆီယမလီလုတ်ပြီးတဲ့အချိန်မှာအိမ်အောင်ကြွားတဲ့အချိန်မှာလည်းနောက်ထပ်အိမ်အောင်ကြွားတဲ့ဇက်ရုပ်မျိုးလေး ဂျင်နီထပ်ပြီးတော့အဝတ်စားပိုင်းတွေတွားရပေါ့ဆီယမားလေးနဲ့ပတ်သက်ရင်လည်းအခုဆိုရင်လည်းဒါဂျင်နီဆီယမားပုံစံအဝေးရပေါ့ဆီယမားဆိုတာဂျင်နီအမေကလည်းတက္ကသိုလ်ကျောင်းဆီယမားပဲပေါ့နော်အဲ့တော့အခုဒီအပြင်ဆင်ရတော့ဒါမိမိကိုပဲ inspire ယူပြီးတော့ပြင်ထားတာပါမိမိကလည်းအကျောင်းဂျင်နီတို့ငယ်ငယ်ကဆိုဒီအမောက်လေးနဲ့နောက်ကကျောင်းစတုံးလေးနဲ့အဲဒီလက်ရှည်လေးနဲ့သမိန်လေးနဲ့ပဲအဲအမြဲကျောင်းသွားနေကြဆိုတော့ဒီ character မြင်မြင်ချင်း script ဖတ်ဖတ်ချင်းကိုပဲအာငါမိတိုင်းငါလုံးလို့ရပြီဆိုပြီးတော့ပဲအဲအသွေးနဲ့ပဲအခုချုပ်ထား ားကလည်းအမိတိုင်းပဲချုပ်ထားပါတယ်။အဲအိမ်ဆောင်ကြပြီးတဲ့အချိန်မှာတော့သူကဆိုင်ဆိုင်ဒီအင်ဂျီဆိုင်အင်ထိုင်းနဲ့အဲဒီအင်ဂျီဆိုင်ပိုင်ရှင်ပေါ့။အဲတော့ပေါ့ပေါ့ပါပါကမလီပြန်ဖြစ်သွားပေါ့နော်။ဟုတ်ဂျန်ကုန်တက္ကရာမှန်တမ်းပြောရရင်ဒါဂျန်နီရဲ့ကြောင်းတော်ပါပဲဂျန်နီလည်းဒီမှာဥပဒေဂျန်ကုန်တက္ကရာမှာဥပဒေတက်ခဲ့တာ ါငါးနှစ်ပေါ့နော်ငါးနှစ်တိတိတက်ခဲ့တော့အခုဒီကျောင်းကြီးမှာပဲပြန်ရရရဲဆိုတော့မှန်တမ်းပြောခန်းစားချက်ပေါင်းမျိုးစုံပဲအဲရိုက်နေပြီး break ရတဲ့အချိန်ဆိုရင်ဂျင်းဒီဘယ်နေရာကြီးကြီးအမှတ်တရတယ်မြင်နေရအာမနေ့ကဆိုရင်လည်းရိုက်နေနေကိုယ့်ရဲ့တငယ်ချင်းအဟောင်းတွေဒီတက်ကြုံကခင်ခဲ့တဲ့တငယ်ချင်းတွေကို message တွေလည်းပို့ပြတယ်ဟဲ့ဒီမှာ RC ရောက်နေတယ်ဟဲ့ဒီမှာငါတို့ပဲဘလို့လုတ်ခဲ့ရလေဘလို့ပြေးခဲ့ရလေအဲနင်းအသေးကွဲတော့ငါတို့ကဒီမှာချော့ခဲ့ရလေအဲ့လိုမျိုးလေးပေါ့နော်ဂျင်းဒီမှာနေရာတိုင်းမှာအမှတ်တရရှိနေတာပေါ့အခုဒီရောက်တော့လဲဂျင်းဒီအရ ြမ်းပျော်တယ်ပင်မန်းဆိုလည်းမခံစားအောင်ရန်ကုန်တက္ကသိုလ်မှာရရရလीပြီးတော့ခုဆိုလည်းရှူတင်မှာဆိုရင်ကွာဆရာကြီးလုံနေပါအာအာစီဆိုဒီလမ်းကနေတွားရင်မြန်နေဟိုနားလေးမှာလမ်းရှိတယ်ဟိုနားလေးကရိုက်လို့လှတယ်ဆရာလေးလုံနေရဒီကားလေးကအာဒီအခုအားလုံးဘယ်လိုပဲဖြစ်ဖြစ်အာဒီအခုကာလာကြီးထဲမှာအားလုံးကြက်သေးနေကြတယ်အဲ ပူပန်နေကြတဲ့အချိန်မျိုးလေးရှိရင်ဒီကားလေးကပင်ပန်းမှုတွေကိုပြပြောက်စေမယ်လို့ထင်ပါတယ်။အဲကျွန်တော်တို့ရေဒရမာအရင်ပါပဲပေါပေါပါပါလေးနဲ့ပျော်ရွှင်စေမယ့်အဲဇလန်းရွက်လေးတစ်ခုဖြစ်တာကြောင့်အချိန်ရရင်လည်းကြည့်ပေးကြပါ။အာကျွန်တော်တို့ Fortune TV မှာပဲအဲပြမှာဖြစ်တဲ့အတွက်ကြောင့်ပြတဲ့အချိန်ည၈နာရီဆိုရင်အဲ TV ရှင်းမှာစောင့်ပြီးကြည့်ပေးကြပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ You're alone and sad cool and 突然有一个梦给你听